school ကနေပြီးတော့ပြန်လဲကျွန်းဆိုပါရယ်ဒီချက်ရယ် channel လေးထဲမှာဒီချက်က EPS သင်ယူသိရယ် meaning လေးတွေရယ်အခုဆိုရင်မွန်းနွားချောင်းမှုလေးတွေရယ်ကိုပြောပြပေးနေရပါတော့အခန်း22ကိုရောက်လာပါပြီအခန်း22မှာလည်းဒီချက်က video လေးအကုန်လုံးအဆုံးထိကြည့်ပြီးသွားတဲ့အချိန်မှာရောရောဘုန်းတို့ဖြေဖို့အတွက်မေးခွန်းလေးကိုအရင်ဆုံးပြောပြပေးမယ်နော်ရောရောဘုန်းတို့ video လေးကိုအဆုံးထိကြည့်ပြီးသွားပြီဆိုရင်ဒီချက်ရယ်မေးခွန်းလေးကို comment မှာလာပြီးတော့အဖြေလေးတွေရေးသွားပေးအောင်နော်ဒါဆိုရင်မေးခွန်းလေးကိုအရင်ကြည့်ကြရအောင် အဲ့တော့အခန်း27ရဲ့မိကုံလေးကကျေတို့ဖြောင်းနှီးချောင်းမယ်ဆိုမူဆွေရဂုဆိုင်ဆူဣဆော်ယိုဖြောင်းနှီးချောင်းမှာတဲ့ဘာဆေးကိုဝယ်လို့ရလဲတဲ့ဟာနာဆူဆေးကိုတခုရေးပေးပါတဲ့ကဲအဲ့တော့တင်ငန်းသားလေးကိုနားထောင်ပြီးရင်အဖြေလေးလာဖြေပေးမယ်နော်အခန်း27ရဲ့မွန်နောင်းချောင်းဘို့ကိုလိုက်ကြည့်မဲ့လူတွေကဆောင်းမှာဆောင်းမျက်နှာ269မှာအတူတူလိုက်ကြည့်မယ်နော်အခန်း27 2022မှာဆေးရုံစည်းကမ်းနဲ့ပတ်သက်တာပြောပြပေးထားတယ်ဆိုတော့အခုအခန်း22မှာကျတော့ဆေးဝယ်တာနဲ့ပတ်သက်ပြီးတော့ပြောသွားမှာပေါ့နော်အဲ့တော့ကြည့်အောင် we ya phone khu i အဲ့တော့ဆေးပစ္စည်း khu i ဆိုတာဝယ်ယူခြင်းပေါ့ဆေးဝယ်တာနဲ့ပတ်သက်ပြီးတော့တဲ့ဖြောင်းဝန်းနယ်ဆိုဆေးရုံကနေပြီးတော့ချောပန်းဖတ်တဲ့ချောပန်းပတ်တာဆိုတော့ဆေးညှို့လက်ခံရရှိခဲ့တယ် 약은 세고올의 약국에서 세달 마다비로 사양 합니다. 외야밤에 초반전 이런 세용한 이빌라의 세자머호세자마에 세자 လွတ်ခါကြီကိုယူသွားပြီးတော့ရောက်ခုခဲ့ခါမြောင်းစေးဆိုင်ကိုသွားမယ်ဆိုရင်ရက်ဆာရက်ဆာဆိုအမစေးဆိုင်မှာစေးဆက်ပေးတဲ့လူပေါ့စေးဆက်ပေးတဲ့သူကတဲ့ချောပန်းချောင်းနဲ့ချောခင်းစေးဆာမှာရေးထားတဲ့ရာကုဆေးကိုချိုးချင်းဟဲကျူကိုချိုးချင်းဟာမှာဆိုဆက်ပေးတာအဲ့တော့ဘယ်လိုလဲဆိုတော့မနက်ခင်းမှာထားပါတော့၄မျိုးတောက်ရမယ်ဆိုသူမနက်ခင်းအထုတ်ခဲမှာ၄မျိုးထည့်ပေးတာတို့ညနေတောက်ရမယ်ဆိုညနေထဲမှာထည့်ပေးတာတို့အဲ့လိုမျိုးသူကရက်ကလေးနဲ့အိတ်လေးနဲ့ပေါ့နော်တစ်ခါတည်းဆေးဆက်ပေးတာပေါ့ ဆေးဆက်ပေးပြီးတော့တဲ့ဖူကျုံဘန်ပေါဖူကျုံဘန်ပေါဆိုချင်တော့ဆေးတောက်ရမယ်နီလန်ဆေးတောက်ရမယ်နီလန်ကိုလည်းအာလျော့ချူမီတာပြပြပါရတယ်အဲ့တော့ခုနကပေါ့မနက်ချင်းမှာဗာနဲ့တောက်ရမယ်အစာစားပြီးတောက်ရမယ်အစာမစားခင်တောက်ရမယ်ဒီလိုမျိုးပေါ့နော်ရှင်းပြပေးတယ်တဲ့ရက်စားကဆေးဆက်ပေးတဲ့လူကဂျူနန်ရက်ဖုံထူရယ်နဲ့ပေးလိုက်တယ်ရက်ဖုံထူဆိုတော့ဒီဆေး အိတ်ပေါ့ဆေးစာအိတ်ပေါ့နော်စာအိတ်မှာဒီလိုမျိုးပေးမှာအခုပြတာရောက်ဖုံးသူစာအိတ်ထဲမှာတစ်ခါရဲထည့်ပေးလိုက်မှာအဲ့ဒီမှာဆိုရင်တဲ့ဟွမ်းကြရဲ့အီဒန်ဟွမ်းကြဆိုတော့လူနာရဲ့အီဒန်နာမည်နဲ့နာရီအသက်ပြီးတော့ရင်ရက်ကဲမြောင်းချင်းကွာဘိုးပြုံးပေါ့ရက်ကဲမြောင်းချင်းဆိုတော့ဒီဆေးတွေရဲ့ခြေလို့ကနာမည်ပေါ့မြောင်းချင်းနာမည်တွေရဲ့ဘိုးပြုံးပေါ့တောက်ရမယ်နီးလန်းရဲ့ပြီးတော့ရင်ဂျူးဝီဆန်ကန် မီးဆိုင်ကဆိုတဲ့အချက်တို့ကအော်တတိထားရမယ့်အချက်တွေခုနကလိုမျိုးရင်းနဲ့တောက်ရမှာလားရင်းရွှဲနဲ့တောက်ရမှာလားဒါမှမဟုတ်အထမင်းစားရမှာစားရမှာလားတောက်ရမှာလားပေါ့ဒီလိုမျိုးပေါ့နော်အော် ခတိဟာမဲ့အချက်တွေခတိကိုပြီးသွားတော့ရက်ဆဝရက်ကုရဲ့အဲ့တော့ဆေးဆက်ပေးလိုက်တဲ့ခုနကဆေးဆက်ပေးတဲ့လူရဲ့ပြီးရင်ရက်ကုကတဲ့ဟန်ဆေးဆိုင်ရဲ့အကြောင်းပေါ်မှာခြုံဖို့တင်းချက်လဲအဲ့တော့ဘယ်ဆေးဆိုင်ကနေဘသူကဆေးဆက်ပေးလိုက်တယ်ဆိုတဲ့ဟာလဲပဲတဲ့ချောဖြောက်အစ်စမီတာရေးထားပါတယ်ခန္တန်ကဝီယဖုံမအဲ့တော့ရိုးရှင်းတဲ့ပုံမှန် အော်ဆေးပစ္စည်းတွေကတော့တဲ့ဝီဆာရဲ့ချောပန်းကြောင့် offset တို့ကိုဒီတိုင်းပဲဆရာဝန်ရဲ့ဆေးညွန့်မပါဘဲနဲ့လေမရှိဘဲနဲ့လေရကုခဲဆိုဆေးဆိုင်မှာကျောက်ကူဝါဆူစမီတာကိုတိုင်းသွားဝယ်လို့ရပါတယ်ပြောချင်တာချေလို့လေခါလီဆေးကမ်းမသွားဘဲနဲ့ဆေးဆိုင်မှာသွားပြီးတော့အော်ကျွန်တော်ခေါင်းကိုက်နေလို့ပါရာစီတမောလေးပေးပါအောင်လို့အမိုင်းနာနေလို့ခရီးမီယပ်လေးပေးပါအောင်ဒီလိုမျိုးပေါ့နော်အဲသွားဝယ်တယ်လို့မျိုးပုံမှန်ယူယူတာမန်ဆေးတွေဆိုရင်ချေလို့ကဆေးဆောင်မပါဘဲ ဲနဲ့လည်းမေးပြီးတော့ဝယ်လို့ရတယ်လို့ပြောပေးထားတာပါ။ကဲအဲ့ဒီတော့နောက်တစ်ခုကယာကုစာကိုရှိခွန်တဲ့ဆေးဝယ်ခြင်းနဲ့ဒါပေမဲ့ယာကုကီမွန်းန်ဒါဒါစမြောယာကုကမွန်းန်ဒါဒါစမြောဆိုဆေးနိုင် ပိတ်နေတယ်ဆိုရင်တဲ့အော်တုတ်ခဲရဟာကာယဘလို့လောရမလဲတဲ့ Ethan နဲ့ဒီချိန်မှာဆိုရင်တော့ Hue Yi Kim Yi Yaku ဆိုတဲ့ဒီဆလုံးလေးနဲ့ပေါ့ site site ရှိတယ် website ရှိတယ်တဲ့ဒီမှာသူ website လေးပြထားတယ်အဲ့ဒီကိုခြားခြားပုံမြောင်းရှာကြည့်မယ်ဆိုရင်ထွင်မိတာရပါတယ်တဲ့ Nujin ဖတ်မယ်နောက်ကျတဲ့ညမှာအဲ့တော့ညနောက်ကျတဲ့အချိန်ကြီး Monu Yonun Yaku Kina နောက်ကျတဲ့အချိန်ကြီး စိုင်ဖွင့်နဲ့ဆေးဆိုင်ဒါမှမဟုတ်ရင်ဟျူးဤဒီနာဂျူမာတဲ့တို့အနီအောင်ပိတ်ရက်တွေပေါ့နော်ကျဲတို့ပိတ်ရက်တွေဒါမှမဟုတ်စနေတနင်္ဂနွေမှာမွန်းနှွန်းရောနှွန်းရကုဖွင့်နဲ့ဆေးဆိုင်တွေကိုတဲ့ဂျီယော့ပြောဆိုတာသူ့ရဲ့နေမီအလိုက်ရက်ွက်အလိုက်ပေါ့နော်ပြီးရင်ရှီကန်ဒဲပြောသူဖွင့်နဲ့အချိန်အလိုက်ဆုံးရှိကဲလလကူကူနဲ့ပဲခုံစက်ခတ်စုဤစမီတာရှာဖွေနိုင်ပါတယ် Okay ပြီးသွားရင်နောက်ထပ်နောက်ဆုံးတစ်ခုက An Chang San Bi Wei Ye Phong An Chang San Bi Wei Ye Phong ဆိုတာဖာပြောရလဲဆိုရှင်းဦးတူနာဘူးဆေးတွေကိုပြောတာပေါ့ အဲ့တော့ခုနကကျွန်တော်ပြောလို့မယ်အော်ပါရာစီတမောလို့ပြီးသွားရင်ခရမီအက်စ်တို့အေးစ်တို့ဒီလိုပုံစံမျိုးရှေးဥတုနာပြူဆေးတွေပေါ့နော်အဲ့လိုမျိုးအခြေခံကြတဲ့ဆေးတွေကိုတဲ့ဖြောင်းနှင်းချောင်းမယ်ဆိုတော့ဖြောင်းနှင်းချောင်းက24နာရီအကုန်ဆုံးတိုင်းမှာ24နာရီဆိုင်မှာလည်းပဲဖမ်းမဲဟာမီတာရောင်းချပါတယ်တဲ့ဖြောင်းနှင်းချောင်းမယ်ဆိုတော့ ောင်းကြီးချောင်းမယ်ဆို24နာရီဆိုင်မှာဖမ်းမဲဟာနဲ့ရကရောင်းချတဲ့စီးတွေကိုခါပြုံးခြုံဆန်းခဲ့အဲ့တော့ပေါ်ပါတဲ့အော်နည်းနည်းသိငယ်တဲ့လို့ပြောရမှာပေါ့နော်ခြုံဆန်းရောပါလက္ခဏာတွေမှာအဲ့တော့နည်းနည်းလေးခေါင်းကြိုက်တာကိုယ်နဲ့ကိုဖျားကျင်တယ်လို့လို့ဖြစ်တာဒီလိုမျိုးပေါ့သိငယ်တဲ့လက္ခဏာမျိုးတွေမှာစာယုံဟာစုဤနဲ့ရကလို့အတုံးပြူနိုင်တဲ့စီးတွေအနေနဲ့ဝီဆာရဲ့ချောပန်းချောင်း option အဲ့တော့ ဆရာဝန်ရဲ့စည်းစာမပါဘဲနဲ့လည်းဆိုက်ဆူရီစမီတာဝယ်ယူနိုင်ပါတယ်တဲ့ဖြောင်းပြောင်းမယ်ဆိုတော့ဆရာသလီနာရဲ့ဆိုင်မှာဆိုက်ဆူအင်းနဲ့ဝယ်ယူနိုင်တဲ့ယာကွန်းစည်းတွေကတော့အာရဲဝါခတ်စမီတာအောက်ကနဲ့တူပါတယ်တဲ့အဲ့တော့အောက်မှာပေးထားတဲ့အရာတွေပေါ့နော်ဒီမှာအန်ချောင်းဆန်းပြီးဝီယာဖုန်းဆိုပြီးပေးထားတယ်ဒီစည်းတွေက ်ဖြောင်းလေးရောက်မှကျွန်တော်24နာရီတိုင်းမှာသွားပြီးတော့ဝယ်လို့ရတယ်အဲ့တော့ဟဲရော့ချင်ဟဲရော့ချင်ကကျွန်တော်ကကိုပူကြစီကိုပြောတာယောဒီနာတဲ့မုံလွင့်ရဲ့ယောဒီနာတာကိုပူတဲ့ချိန်မှာတောက်တဲ့ဆေးကိုပြောတာပါတဲ့ချင်းထုံးကျဲကကျွန်တော်ကအကိုက်ခဲပြောက်စီမော်ဒီနာอีตัวเนี่ยท้องจริงนี่อีสเตมงเนี่ยมอรี่ค้างท้าหม่องเองอีก็ตั้วบ่เนาะค้างไก่ตาหรือตั้วไ ဆိုတာနာကျင်မှုကိုပြောတာပါနာကျင်မှုတွေရှိရဲ့အချိန်မှာဒီစတဲ့မုံနှင်းရတောက်တဲ့စီဖြစ်ပါတယ်ပြီးရင်ခမ်ကီရကအေးမီပြောင်းစေခမ်ကီရခေါ်လျစတဲ့မုံနှင်းရအေးမီရဲ့အချိန်မှာတောက်တဲ့စီဆိုးဝါးခြင်းကအစာကြီးစီကိုပြောတာပါ အန်တွဲကောနာအစာမကြေတာဖြစ်ဖြစ်ခွာရှိခွာရှိဆိုတာကျတော့အလွန်အကျွံစားတာအစာတောက်ပြီးအများကြီးစားလိုက်တဲ့အချိန်မျိုးမှာတဲ့ဘဲကအဖွတ်တဲ့မုံနဲ့ရဖိုင်းလာတဲ့အချိန်မှာတောက်တဲ့ဆေးကိုပြောတာပါ ပြီးရင်ချီစားကြချီစားကြရကြဘယ်လိုပြောရမလဲ one page ဆေးပေါ့နော် 살을 멈추게 하기 위해 먹는 약운쇼라고 셰아우 로비레 시바르 파스 파스가 제로와 블라스터 오별라 제로 카게 블라스터로 바로 뭐 근육이나 관절이 아플 때 붙이거나 뿌리는 셰에자로디 안나 호소리 아 쩌다이나라 다이나래 디마 ချီကော်နာကတ်တာဖြစ်ဖြစ်ဒါမှမဟုတ်ပူလီတာဆိုတာစပရေးအနေနဲ့ပေါ့ဆေးဖြန်းတာပေါ့နော်အဖြန်းတဲ့ဆေးကိုပြောတာပါတဲ့ကဲအဲ့တော့ဒါလေးကလည်းရှယ်တို့ဘူးတုတ္တပါပြီးရင်ဘူးတုတ္တဆိုတာထက်လေအဲပို့ပြီးတော့ အတုံးဝင်တာဒီအောက်ဆုံးอ่ะပေါ့เนาะဖြောင်းနှီးကျောင်းမှာဖားလေးဝယ်တောက်လို့ရတယ်ပုံမှန်အပြင်ချေတော့ဖြောင်းနှီးကျောင်းနေမှာ24နာရီဆိုင်နေမှာဝင်သွားလိုက်ပြီဆိုတာ ਨੇ ဒီစေးပစ္စည်းကောင်တာလေးတသက်တစ်ခုရှိရယ်ပေါ့ဒါမှမဟုတ်လဲစေးပစ္စည်းဆင်လေးတသက်တစ်ခုရှိရယ်အဲ့ဒီမှာရှိရယ်စေးတော်တော်များများကဘယ်လိုပြောမလဲအဲ အတုံးလေးဝင်နေအရန်လေးအဆင်ပြေတယ်ပေါ့နော်ကျတော့တောင်းတိုင်အောင်စီးဆိုင်မှာသွမ်းမီးရာမျိုးဗာမျိုးလည်းလုံးလို့ရပါမယ်ခုနပြောလို့စီးဆိုင်ကသူ့ချိန်နဲ့သူဖွင့်တယ်ဖြောင်းလေးကြောင်းကတော့24နာရီဖွင့်တာဖြစ်တယ်ပြီးတော့ကြတော့ဟိုကိုရီးယားမှာက ဒီဖြောင်းလေးကြောင်းတွေကရက်ွက်တိုင်းမှာရှိတယ်ပေါ့နော်ကိုယ်အိမ်နဲ့အနီးဆုံးနေရာဖြစ်နေမယ်ပေါ့အဲ့ဒီတော့ကြောင့်မလို့လော်လော်ကူကူနဲ့လည်းဝယ်တောက်လို့ရတယ်ပြီးရင်ချက်တို့ဒီမြန်မာနိုင်ငံမှာပါရာစီတမောတို့ဟာတို့အိမ်မှာတောက်နေကြဆေးရီထပ်ပေါ့နော်ကိုနိုင်ငံရောက်သွားတော့လည်းသူတို့နိုင်ငံရဲ့ရာသီဥတုနဲ့ကိုရီးယားခန္ဓာကိုယ်ပုံစံလည်းပြောင်းလဲသွားဖြစ်တဲ့တော့ကြောင့်မလို့သူတို့နိုင်ငံကထုတ်တဲ့ဆေးကိုတောက်ရင်ပို့ပြီးတော့တက်တာမြန်တာပေါ့နော်ချက်တို့လည်းအရင်တော့အိမ်ကယူသွားတဲ့ဆေးတောက်တယ်မတက်တာအောင်တက်တာအောင်ဒါပေမဲ့အဲ့လိုမျိုး အဲစီးလိုက်တာစီးဝယ်တောက်တာပြီပြီဖြောင်းလေးကြောင်းအောင်စီးကိုဝယ်တောက်လိုက်တဲ့အချိန်မှာအာတခါရင်းနဲ့တက်တာသွားတာမျိုးရှိရပေါ့နော်အဲ့တော့ဒါလေးကပို့ပြီးတော့ကျတော့ဆင်းနာမည်တွေမသိဘူးဆိုရင်တော့မှဖြောင်းလေးကြောင်းမှလည်းဒီလိုကိုဖြစ်တဲ့အပေါ်မှာမူတည်ပြီးတော့ပေါ့နော်ပြောပြီးတော့ မေးရဲဆိုရင်ဖြောင်းနှီးကျောင်းကဒီဝန်ထမ်းတွေကပြုတ်ပြပေးတယ်ကိုကိုဆေးညွှန်းပေးတယ်ပေါ့နော်အဲ့ဒီတိုင်းလေးဝယ်တော့လို့အဆင်ပြေပါတယ်အဲ့တော့ရောရောပွန်းတို့အတွက်ဒီကောင်ကအများကြီးအထောက်အကူဖြစ်သွားလိမ့်မယ်လို့ပြောလိမ့်ပါတယ်ဒီချက်ရဲ့သင်ခန်းစာလေးကလည်းရောရောပွန်းတို့အတွက်အများကြီးအထောက်အကူဖြစ်လိမ့်မယ်လို့မျှော်လင့်ပါတယ်ဒီချက် comment မှာအဖြေလေးတွေလာဖြေတာကိုစောင့်မျှော်နေမယ်နော်ကဲဒါဆိုရင်ဒီ channel အတူတူနောက်ထပ်သင်ခန်းစာတွေနဲ့တူနောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ကြမယ်နော်ရောရောပွန်းအညော